အားလုံးပဲမိင်္ဂလာပါရှင်ခစ်တက်မန္တလေးသတင်းဌာနကနေနောက်ဆုံးရရှိထားတဲ့သတင်းများကိုတင်ဆက်ပြီးတော့မှာဖြစ်ပါတယ်အဆီဇင်လေးမစားခင် channel လေးကို like and subscribe လုပ်သွားဖို့လည်းမေတ္တာရက်ခံလိုပါတယ်အခုပထမဆုံးတင်ဆက်ပေးမယ့်တဲ့ရင်ကတော့ အမေရိကန်အောက်လွှတ်တော်တွေနိုင်ငံဖြတ်ကျော်ကြားဖြန့်ခိုင်းများကိုဖြိုခွင်းနှိမ်နည်ရေးဥပဒေကိုအတည်ပြုလိုက်ပြီးမြန်မာစစ်တပ်ပါဝင်အကျင့်ပြအစိုးရများ၏ပါဝင်ပတ်သက်မှုကိုစုံစမ်းစစ်ဆေးမိဆွဲတဲ့ရင်ကိုတင်ဆက်ပြီးတော့မှာဖြစ်ပါတယ်။အမေရိကန်အောက်လွှတ်တော်တွေအမေရိကန်နိုင်ငံသားအများအပြားကိုပြစ်မှတ်ထားလိမ့်လည်နေသောနိုင်ငံဖြတ်ကျော်ကြားဖြန့်ခိုင်းများကိုဖြိုခွင်းနှိမ်နည်ရေးဥပဒေကိုအတည်ပြုလိုက်ကြောင်းအမေရိကန်အောက်လွှတ်တော်ကတရားဝင်သတင်းထုတ်ပြန်ပါတယ်။ယနေ့ဒီဇင်ဘာလ၄ရက်နေ့အမေရိကန်စံတော်ချိန်ဒီဇင်ဘာ၃ရက်နေ့ အမေရိကန်အောက်လွှတ်တော်နိုင်ငံခြားရေးရာကော်မတီ Asia Asia 5490ကြားဖြတ်နိုင်ငံသားလိမ့်လည်မှုခိုင်းမြောက်ကိုဖြိုခွဲရေးဥပဒေကိုအတည်ပြုလိုက်ခြင်းဖြစ်ကြောင်းရှင်းဥပဒေကိုအမေရိကန်အောက်လွှတ်တော်အမတ် Jefferson Chevry Republican Indiana ကတင်သွင်းခြင်းဖြစ်ပြီးအမေရိကန်နိုင်ငံသားများကိုအစုလိုက်ပြုံလိုက်အွန်လိုင်းမှလိမ့်လည်မှုများကျူးလွန်နေသောနိုင်ငံဖြတ်ကျော်ကြားဖြတ်ရာဇဝတ်ခိုင်းမြောက်ကိုဖြိုခွဲရေးဥပဒေချုပ်ကို Democrat နှင့် Republican Party နှစ်ရပ်စလုံးကထောက်ခံခဲ့ကြောင်းသိရပါတယ် 2023ခုနှစ်မှာစ၍အမေရိကန်နိုင်ငံသားများထံမှကြားဖြတ်လိမ့်လည်ခိုင်းညာနှင့်၎င်းတို့ကိုကောက်ွယ်ပေးနေသောအကျင့်ပြည့်အစိုးရများ၏လက်ချက်ဖြင့်ဒေါ်လာဘီလီယံပေါင်းများစွာဆုံးရှုံးခဲ့ရကြောင်းအေရှား5490ခေါ်နိုင်ငံခြားသားကြားဖြတ်လိမ့်လည်မှုခိုင်းညာကိုဖြိုခွဲရေးဥပဒေအရနိုင်ငံဖြတ်ကျော်ရစဝတ်ခိုင်းညာကိုချေမှုန်းရေးအစိုးရအေဂျင်စီအချင်းချင်းလုပ်ငန်းအဖွဲ့တရက်ကိုဖွဲ့စည်းပေးခြင်းဖြင့်အမေရိကန်နိုင်ငံသားများကိုအွန်လိုင်းလိမ်လည်မှုများမှကောက်ွယ်ပေးမည်ဖြစ်ကြောင်းသိရပါသည်။အောက်လွတ်တော်အမှတ် ရှရီက2024ခုနှစ်မှာအမေရိကန်တွေဒေါ်လာ18ဘီလီယံလောက်လိမ့်လေခံရတယ်လို့ FBI ကသတင်းပို့ထားပြီးအိန္ဒိယနာပြည်နယ်ဟာလူဦးရေအချိုးအစားအရာဒုတိယအများဆုံးပြစ်မှတ်ထားခံရတဲ့ပြည်နယ်ဖြစ်ပါတယ်။ဒီလိုဖြစ်တာဟာနေစင်းနဲ့အမျှနေထိုင်နေကြတဲ့အမေရိကန်တွေကျွန်တော်ရဲ့မဲဆန္ဒရှင်တွေနဲ့လုံခေါ်ကင်ပတ်တွေအပေါ်မှာတရားမှုတွေရှိစေပါတယ်။ မိသားစုတွေဟာသူတို့ရဲ့အိမ်တွေကိုဆုံးရှုံးကြရတယ်။အငိမ့်စားယူထားသူတွေရဲ့စူဆောင်းဝယ်တွေဟာတညတဲ့ပျောက်ကွယ်သွားပြီးဘာမှမကြံတော့လောက်အောင်ဆုံးရှုံးကုန်ကြတယ်ဟုပြောပါရယ်။အမေရိကန်အောက်လွတ်တော်နိုင်ငံသားကြီးရာကောမဒီဥက္ကဋ္ဌ Brian Mascali ကြားဖြတ်လိမ်လည်မှုစင်တာများမှအလွန်အမင်းရှုပ်ထွေးလာကြောင်းပြောဆိုပါရယ်။အမတ်တရားကတော့ဒီလိမ်လည်မှုတွေကြားဖြတ်အဖွဲ့အစည်းတွေဟာမယုံနိုင်လောက်အောင်ခင်မိပါရယ်။သူတို့ဟာကြီးမားတဲ့လုပ်ငန်းတွေပါ။ သူတို့ကုံသူတို့ရဲ့အကျင့်ပြက်အစိုးရတွေကထောက်ခံချပါတယ်။ဘဝတစ်လျှောက်လုံးစူးစောင်းထားတဲ့ငွေတွေကိုလိမ့်လေခံလိုက်ရတဲ့သူတယောက်ရဲ့စုံရှုံမှုတွေကိုစဉ်းစားကြည့်ပါဟုလက်ကောင်းကဆိုပါတယ်။ကြားဖြတ်ရစဝက်ခိုင်းများကအမေရိကန်နိုင်ငံသားများကိုဒါကောင်အဖြစ်ပြုလုပ်ယုံသားမကပင်လူကုန်ကူးခံရသူရပေါင်းများစွာကိုအာဓမ္မလှုပ်အားပေးရန်အထုံးချနေကြောင်း အလုတ်ကြောညာအတူများဖြင့်လှေစားခံရပြီးနောက်တစခံအဖြစ်ဖမ်းဆီးခံရကနှိပ်ဆက်ခံရခြင်းသို့မဟုတ်အသက်ခံရမည့်အကြောက်တရားအောက်တွင်လူကုန်ကူးခံရသူများကအာရမလိမ့်လည်မှုပမာဏအချို့ကို ပြည်မီအောင်လှုပ်ဆောင်ခိုင်းခံရကြောင်းအမေရိကန်ကထောက်ပြပါတယ်။အလွတ်တော်နိုင်ငံသားရေးရာကော်မတီရဲ့ဥက္ကဋ္ဌတယောက်အနေနဲ့ပြည်ပကနေအမေရိကန်တွေကိုချိန်ချောက်နေတဲ့အရာတွေကိုရင်ဆိုင်ဖြေရှင်းဖို့ကိုကျွန်တော်ဦးစားပေးလှုပ်ဆောင်ခဲ့ပါတယ်။ဂျာဟာဆိုးသွမ်းတဲ့အစိုးရစနစ်တွေပဲဖြစ်ဖြစ်အကြံဖတ်အဖွဲ့အစည်းတွေပဲဖြစ်ဖြစ်ဂျာမာမဟုတ်ဒီကိစ္စမှာလိုပဲကြီးမားတဲ့ online လိမ်လည်မှုတွေကိုလှုပ်ဆောင်နေတဲ့ရက်စက်တဲ့ရာဇဝတ်ကိုင်းတွေပဲဖြစ်ဖြစ်ပါဒီနိုင်ငံသားလိမ်လည်သူတွေဟာ ဂျိုးစာပန်စာအလုံးလုံးနေတဲ့မိသားစုတွေတက်ကြီးရွယ်အိုတွေနဲ့ကျွန်တော်တို့ရဲ့စင်မူတန်ဟောင်းတွေကိုပြစ်မှတ်ထားပြီးဒေါ်လာဘီလီယံပေါင်းများစွာခိုးယူကောင်ဘဝတွေကိုပျက်စီးနေကြပါတယ်ဒါကြောင့်ဒီရာဇဝတ်ကွန်ရက်တွေကိုလိုက်လံပိတ်ဆို့ဖို့အတွက်ကျွန်တော်တို့ကော်မတီ Asia 5490ကိုဒီနေ့အတည်ပြုခဲ့တဲ့အတွက်ကျွန်တော်ဂုဏ်ယူပါတယ်ဟုအမေရိကန်အောက်လွှတ်တော်နိုင်ငံခြားရေးရာကော်မတီဥက္ကဋ္ဌ Frank Musk ကသုံးသပ်ပြောဆိုပါတယ် ရှင်းပြင်းအဆိုပါဥပဒေအရတရုတ်ကွန်မြူနစ်ပါတီအရာရှိများနှင့်ရာဇဝတ်ခိုင်းများအကြားဆက်နွယ်မှုများဒေတာရင်းလုံခြုံရေးဆိုင်ရာလွှမ်းမိုးမှုကိုနှက်ရှိုင်းစေခြင်းနှင့်အမေရိကန်နိုင်ငံသားများကိုပြစ်မှတ်ထားလာစေရန်ဒေါ်အပေသည့်ရွေးချယ်ဖန်စီနှိမ်နှင်းမှုများအပါအဝင်အွန်လိုင်းငွေလေးလုပ်ငန်းများစတင်ဖြစ်ပေါ်လာခြင်းနှင့်ဆက်ဆက်တည်ရှိခြင်းတို့တွင်တရုတ်ပြည်သူသမ္မတနိုင်ငံ PRCE ပါဝင်ပတ်သက်မှုများကိုစုံစမ်းစစ်ဆေးမှုဖြစ်ကြောင်းသိရှိရပါသည် အလားတူမြန်မာနိုင်ငံအတွင်းအွန်လိုင်းငွေလေလုပ်ငန်းများကိုခွင့်ပြုထားခြင်းလှစ်လှရှုထားခြင်းနဲ့အကျိုးမြတ်ရယူနေခြင်းတို့တွင်မြန်မာစစ်တပ်၏ပါဝင်ပတ်သက်မှုကိုစုံစမ်းစစ်ဆေးရန်နှင့်မြန်မာနိုင်ငံရှိငွေလိမ်စင်တာများအတားအဆီးမရှိလဲပတ်နေမှုကိုရပ်တန့်နိုင်ရေးအတွက်နိုင်ငံအတွင်းမတိငိမှုများနှင့်အကြံဖတ်မှုများကိုဖြည့်ဆည်းရန်အရေးကြီးကြောင်းဥပဒေဆိုင်ရာသုံးသပ်မှုများအတွင်ထောက်ပြဆွေးနွေးကြကြောင်းသိရပါသည် ဆက်လက်ပြီးမုဒလင်နယ်တဲက PDF စခန်းတစ်ခုလေးချောင်းတိုက်ခိုက်ခံရတာကြောင့်ရဲဘော်2ဦးကြဆုံ3ဦးဒဏ်ရာရတယ်ဆိုတဲ့တင်ကိုတင်ဆက်ပြီးတော့မှာဖြစ်ပါတယ်။စကိုင်းတိုင်းမုဒလင်မြို့နယ်တနီယာမှာရှိတဲ့ပြည်သူ့ကောက်ွယ်ရေးတပ်ဖွဲ့ PDF စခန်းတစ်ခုကိုစစ်အုပ်စုတပ်ကဒီဇင်ဘာ3ရက်ညပိုင်းမှာလေးချောင်းကနေပုံကျဲတိုက်ခိုက်ခဲ့တာကြောင့်တပ်ဖွဲ့ဝင်2ဦးကြဆုံက3ဦးဒဏ်ရာရရှိသွားတယ်လို့ရေးပြန်တဲ့ရင်းမြစ်တွေကပြောပါတယ်။ ဒတာဦးလီတက်ကနေတက်လာတဲ့ jet fighter တစ်စီးမုံရနာမခကတက်လာတဲ့ paramotor နှစ်စီးနဲ့တပြိုင်နက်တည်းကောက်ွယ်ရေးတပ်ဖွဲ့တွေရှိနေတဲ့နေရာတဲ့တဲ့ကိုလေကြောင်းကနေပောက်ကွဲအပြင်းထန်နေ120မမပုံသီးသုံးလုံးကျဲချတိုက်ခိုက်ခဲ့တယ်လို့ဆိုပါတယ်။ဆေးဥစုရဲ့လေကြောင်းတိုက်ခိုက်မှုကြောင့် Pharma Army VA ရဲ့စစ်ဒေသလေးတရင်တက်က PDF တပ်ဖွဲ့ဝင်2ဦးကြာဆုံးခဲ့ပြီးနောက်ထပ်တပ်ဖွဲ့ဝင်3ဦးလည်းဒဏ်ရာရရှိခဲ့တာဖြစ်ပါတယ်။ ထိခိုက်ဒဏ်ရာရသူတွေကိုတော့လုံခြုံတဲ့နေရာမှာစီးပွားကုသမှုတွေပေးနေပြီးအခြေအနေစောင့်ကြည့်နေစေဖြစ်တယ်လို့သတင်းရင်းမြစ်တွေကပြောပါတယ်။စခန်းပေါ်တည့်တဲ့ကြတဲ့ဖိုက်တာကပေါင်250နဲ့ပစ်တာလို့ယူဆရတယ်။ရဲဘော်တွေကဖိုက်တာနဲ့ပစ်ကလေးကထိတာလို့ဖူးတလေမြို့နယ်အခြေစိုက်ဘာမာအာမီ VA တပ်ဖွဲ့ရဲ့တာဝန်ရှိသူတအုပ်ကသတင်းဌာနကိုပြောပါတယ်။လေကြောင်းတိုက်ခိုက်မှုကြောင့်နေရာမှာတင်ကြဆုံးခဲ့တဲ့ရဲဘော်တအုပ်ရဲ့ရှုံလောင်းကိုတော့ဒီဇင်ဘာလ၄ရက်မနက်ပိုင်းမှာအလောင်းကောက်ယူခဲ့ရပြီး ဒဏ်ရာရသူတွေကိုစေကူတာပုံပို့ဆောင်နေစမှာပဲနောက်ထပ်တအူထပ်မံကြဆုံသွားတာဖြစ်တယ်လို့ဆိုပါတယ်လက်တလောလုံကြုံရေးအခြေအနေအရကြဆုံဒဏ်ရာရတဲ့တပ်ဖွဲ့ဝင်တွေရဲ့အသေးစိတ်အချက်အလက်ကိုတော့သတင်းဌာနအနေနဲ့တိကျအတိပြုနိုင်တာမျိုးမရှိသေးပါဘူးပြီးခဲ့တဲ့ဒီဇင်ဘာလ2ရက်ညပိုင်းကလည်းဘူးတလင်မြို့နယ်ကန်တာရွာကိုမုံရွာအခြေစိုက်နောက်မြောက်တိုင်းစစ်ဌာနချုပ်ကနေဂျိုင်းရိုကော့ပတာနဲ့ပုံသီးနှလုံးကျဲချတိုက်ခိုက်ခဲ့တာကြောင့်ပြည်သူနှုတ်ဦးထိခိုက်ဒဏ်ရာရပြီးနေအိမ်သုံးလုံးထိမှန်ပျက်စီးခဲ့တယ်လို့ဒေသခံတွေကဆိုပါတယ် ဆက်လက်ပြီးဩစတြေးလျအထက်လွှတ်တော်ကမြမအရေးစုံစမ်းရေးအဖွဲ့အဖွဲ့စီ NUG နိုင်ငံသားရေးဝန်ကြီးကဂျပန်လွှတ်တော်အမတ်များနဲ့တွေ့ဆုံပြီးမြမအရေးဆွေးနွေးတဲ့ဆွေးနွေးတဲ့ကိုတင်ဆက်ပြီးသားမှာဖြစ်ပါတယ်။ဩစတြေးလျအထက်လွှတ်တော်ကမြမအရေးစုံစမ်းရေးအဖွဲ့အဖွဲ့စီလိုက်ကြောင်းဩစတြေးလျအထက်လွှတ်တော်အမတ်ဂျင်းစမစ်ကတရားဝင်သတင်းထုတ်ပြန်ပါတယ်။ဩစတြေးလျအထက်လွှတ်တော်ကမြန်မာနိုင်ငံ၏ဒီမိုကရေစီနှင့်လူ့ခွင့်ရေးအခြေအနေများစစ်တပ်ရွေးကောက်ပွဲများ၏ အခြေအနေနှင့်အယက်သားဒီမိုကရေစီအစိုးရစနစ်တို့ရလည်ရောက်ရှိရေးအတွက်အတားစီများစသည့်အခြေအနေများကိုစုံစမ်းစစ်ဆေးရန်အတွက်စုံစမ်းစစ်ဆေးရေးအဖွဲ့ကိုဖွဲ့စည်းလိုက်ခြင်းဖြစ်ကြောင်းအဆိုပါစုံစမ်းရေးအဖွဲ့ကိုအထက်လွှတ်တော်အမတ်ဂျင်းစမစ်ကဦးဆောင်မိဖြစ်ပြီးစုံစမ်းစစ်ဆေးမှုအစီရင်ခံစာကို2026ခုနှစ်ဖေဖော်ဝါရီလ28ရက်နေ့နောက်ဆုံးထား၍လွှတ်တော်သို့အစီရင်ခံတင်သွင်းမိဖြစ်ကြောင်းသိရပါသည်မြမရေစုံစမ်းစစ်ဆေးရာတွင်စစ်တပ်ဖိနှိပ်ချုပ်ချယ်မှုနှင့် စီစစ်ဖြတ်တောက်မှုကိုလှုပ်ဆောင်နေသူများကိုပြစ်မှတ်ထားအရေးယူတန်းခတ်နိုင်ရန်စစ်တပ်နှင့်ဆက်ဆက်နေသောနိုင်ငံပိုင်ဖန်များအပေါ်ပုံမတင်ကြက်သည့်ကန့်သက်ချက်များချမှတ်ရန်စစ်တပ်ထံသို့ဖြတ်တန်းခြင်းမပြုဘဲယုံကြည်စိတ်ချရသည့်နှင်ဆက်ဖြတ်ကျော်လမ်းကြောင်းများမှတက်စဉ်လူသားချင်းစာနာထောက်ထားမှုအကူအညီများကိုတိုးမြင့်ပေးအပ်ရည်တို့အပါဝင်အစီအမံများကိုထည့်သွင်းစဉ်းစားမိဖြစ်ကြောင်းသိရပါသည်ဩစတြေးလျနိုင်ငံအနေဖြင့်မြန်မာအမျိုးသားညီညွတ်ရေးအစိုးရ National Unity Government Democracy အတွက်လှုပ်ဆောင်နေသော Federal အဖွဲ့အစည်းများ အယက်ဖတ်လူမှုအဖွဲ့အစည်းများကိုညီတို့ပံပိုးကူညီနိုင်မည်ကိုစမ်းစစ်သွားမည်ဖြစ်ပြီးမြန်မာနိုင်ငံမှာအွန်လိုင်းလိမ်လည်မှုများ Cyber and Evas Scan နှင့် Australia အိမ်အောင်စုများကိုထိခိုက်စေသောလူကုန်ကူးမှုခွင့်ရများကိုတံပြန်ရေးအတွက်လည်းစမ်းစစ်သွားမည်ဖြစ်ကြောင်းသိရပါသည်လွတ်တော်စုံစမ်းရေးအဖွဲ့ကအစီရင်ခံစာတင်သွင်းပြီးနောက်ဆုံးရမတိုင်မီတင်သွင်းလှများကိုလက်ခံရယူကလူထုကြားနာပွဲများကိုလည်းကျင်းပသွားမည်ဖြစ်ကြောင်းသိရပါသည်။အထက်လွတ်တော်စုံစမ်းစစ်ဆေးမှုကမြန်မာနိုင်ငံမှာဘာတွေဖြစ်နေတယ်ဆိုတာကိုပို့ပွဲလင်းလင်းဖော်ပြနိုင်မှာဖြစ်ပြီး ဩစတြေးလျရဲ့ထုတ်ပြန်မှုဟာအခြေအမြစ်ခိုင်မာပြီးဟန်ဆောင်မှုမရှိစေဖို့ထေချာစီမှာဖြစ်တယ်လို့အထက်လွှတ်တော်မတ်ဒန်စမစ်ကပြောပါတယ်။အလားတူတခြားတစ်ဖက်တွင်လည်းအမျိုးသားညီညွတ်ရေးအစိုးရ NUG နိုင်ငံသားရေးဝန်ကြီးဒေါ်စင်မအောင်ကဂျပန်နိုင်ငံရောက်ရှိနေပြီးဂျပန်နိုင်ငံရှိနိုင်ငံရေးပါတီများမှလွှတ်တော်အမတ်များတွေ့ဆုံလျက်ရှိကြောင်း NUG ကသတင်းထုတ်ပြန်ပါတယ်။ဒီဇင်ဘာလ၁ရက်နေ့နဲ့ဒီဇင်ဘာလ၂ရက်နေ့တို့တွင်ဂျပန်နိုင်ငံမှလက်ရှိအာဏာရနိုင်ငံရေးပါတီအပါအဝင်ပါတီလေးကိုနှင့်ဝင်ကြီးဒေါ်စင်မအောင်ကတွေ့ဆုံခဲ့ပြီး မြန်မာအရေးဂျပန်လွှတ်တော်အတွင်တင်ပြနိုင်ရေးဆွေးနွေးခဲ့ကြောင်းသိရပါတယ်။ဂျပန်နိုင်ငံ၏လက်ရှိအာဏာရပါတီဖြစ်သည့် Democratic Party of the People မှ Mr. Fukesaku Hasusu, Mr. Kichihiro Hatoyama, Mr. Tomara Mamiro တို့နှင့်တွေ့ဆုံချိန်မြန်မာအရေးအတွက်ဂျပန်လွှတ်တော်အတွင်တင်ပြနိုင်ရေးလူသားချင်းစာနာထောက်ထားမှုအကူအညီများပုံမပေးနိုင်ရေးဆွေးနွေးခဲ့ကြောင်းသိရပါတယ်။ရှင်းပြင်ထောစင်မအောင်ကဂျပန်နိုင်ငံရေးပါတီဖြစ်သော ခွန်မီတိုပါတီမှအထက်လွှတ်တော်အမတ်မစ္စတာထနီယာမာဆာကီကွန်မြူနီပါတီအထက်လွှတ်တော်အမတ်မစ္စတာယာမဆိုတက်ကူဆိုရှယ်ဒီမိုကရက်တစ်ပါတီ၏ဥက္ကဋ္ဌမစ္စတာမီဆူဟိုဖူကူရှိမားအပါဝင်ပါတီတာဝန်ရှိသူများနဲ့လည်းတွေ့ဆုံခဲ့ကြောင်းသိရပါတယ်။ခေတ်သစ်မန္တလေးသတင်းဌာနရဲ့နောက်ဆုံးရရှိထားတဲ့သတင်းများတင်ဆက်မှုကိုဒီမှာပဲရန်နာပါရစေ။နောက်နေ့ဒီမှာလည်းသတင်းတို့များတင်ဆက်ပေးနေမှာမို့စောင့်မျှော်ကြည့်ရှုဖို့တိုက်တွန်းလိုပါတယ်အဆုံးထိကြည့်ရှုအားပေးကြတဲ့အတွက်ကျေးဇူးထူးတင်ရှိပါတယ်ရှင်